မြန်မာထိုင်းနယ်စပ်နေကရင်ပြည်နယ်ဖန်ခရိုင်တဲကတခေါပီတာစခန်းကိုမေလ9ရက်နေ့မနက်စောပိုင်းကစတင်ပြီးကရင်မျိုးသားအစည်းရုံး KNU ရဲ့တမဟာခွန်းလောက်ခံတပ်တွေကတိုက်ခိုက်နေပါတယ်။နယ်စပ်အနီးမှာခြေကောယူတက်ဆွဲထားတဲ့အဲ့ဒီတက်စခန်းတိုက်ခိုက်ခံနေရပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရင်းမြစ်ကပြောပြတာပါ။တိုက်ပွဲကြောင့်စကောင်စီတက်စခန်းအနီးတစ်ဝိုက်ကကျေးရွာတွေမှာနေထိုင်နေကြတဲ့ဒေသခံပြည်သူတွေလည်းဆစ်ရှောင်နေကြရပါတယ်။ ထိုင်းမြန်မာနယ်စပ်မြင်းကနေတမိုင်ခွဲကျော်သာဝေးတဲ့စက်တက်စကန်ကိုခရမ်းညွန်နယ်ပူပေါင်းတပ်တွေကမေလ9ရက်နေ့မနက်ပိုင်းမှာတိုက်ခတ်ပြီးတဲ့နောက်အနီးဝန်းကျင်ကဒေသခံပြည်သူ200ခန့်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုတင်းရှောင်နေရတယ်လို့ထိုင်းလူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။အရင်ကလည်းနယ်စပ်ကတက်စကန်တွေကို KNU နယ်ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာတက်စကန်အနီးကျေးရွာတွေကဒေသခံပြည်သူတွေဟာတောင်းရင်မြို့ကိုဖျက်ချော်ပြီးထိုင်းဘက်ခြမ်းမှာယာယီတင်းရှောင်ကြရပါတယ်။ ထိုင်းအနာပိုင်တွေကလည်းစစ်ပေးရှောင်မြန်မာပြည်သူတွေကိုယာယီခေါလုံခွင့်ပေးပြီးလူသားချင်းစာနာမှုအကူအညီတွေပေးလေရှိပါတယ်။တစက်တည်းမှာပဲနေဆက်အနေတိုက်ပွဲချင်းတွေကိုထိုင်းစစ်တပ်ကစောင့်ကြည့်နေပြီးနေဆက်မှာလုံခြုံရေးတိုးမြှင့်ထားရလို့လည်းထိုင်းစစ်တပ်ကထုတ်ပြန်ထားတာပါ။ KNU တပ်မဟာခွန်းနဲ့စစ်ရေးလှုပ်ရှားရနေမြေအပါဝင် KNU လှုပ်ရှားနေမြေတွေကမြန်မာထိုင်းနေဆက်အနေမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကစက်တိုက်တိုက်ခိုက်နေတာပါ။ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ New Water Scan ကို KNU တပ်မတော်ခုနှစ်ကတိုက်ခိုက်သိမ်းယူထားပါတယ်။ဒါအပြင်အခုနှစ်အတွင်းမှာမြန်မာတိုင်းနယ်စပ်အနီးကပူလူတို scan ခလဲ့ဒေး scan တွေကိုလည်းစစ်ကောင်စီကလက်လွတ်လိုက်ရပါတယ်။အလားတူနယ်စပ်အနီးမှာရှိနေတဲ့ဌာနချုပ်ဟောင်းမာနယ်ဘလော့ scan ဖူချီမို scan နဲ့ထီထဖြူဟာစရတက် scan တွေကိုလည်း KNU ဦးဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းယူထားပါတယ်ရှင်။